တနင်္သာရီတိုင်းထားမြမာနယ်ဇက်ကတနင်္သာရီမောတော်ကုသွေးလမ်းကြောင်းကိုဇူလ၁ရက်မှဖြတ်တန်းသွားလာခွင့်ပေးထားပေမဲ့စစ်ကောင်စီတပ်ဘက်ကတိုက်ခိုက်တာတွေထိုးစစ်ဆင်တာတွေပြုလုပ်နေတယ်လို့ KTLA ထိဆဲမဲ့ရွာတပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်ကုသွေးလမ်းကြောင်းတွေကိုဇူလ၁ရက်ကစပြီးစစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖက်စလုံးကဖွင့်ထားပေမဲ့ဇူလပထမပတ်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကစစ်ရေးဖော်ဆောင်တာတွေလှုပ်လာတာလို့ KTLA တိဆက်မဲ့ရွာတပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်စစ်ကောင်စီတပ်ဘက်ကတနင်္သာရီမိုးတောင်လမ်းပေါ်ကတိတ်ခွရွာအနီနာဝန်းကျင်ကိုမြေပြင်ပျောက်ကြားတိုက်ခိုက်တာတွေဒရုန်းနဲ့ဗုံးတိချတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုဂျွလအတွင်းနေ့စဉ်ဒီပါပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့ရဲဘော်တွေစီကသိရပါတယ် တနင်္သာရီမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကခလာရစက်ခွန်ခမာရ280ခမာရ285နဲ့ခလာရ101တပ်ရင်းတွေအဓိကရှိပြီးအဲ့ဒီတပ်တွေမှာလူဦးရေမပြည့်တဲ့အတွက်စစ်ကောင်စီတပ်ရဲ့တခြားတပ်ရင်းတွေကတပ်သားတွေလည်းပူးပေါင်းထားတယ်လို့သိရပါတယ်ရှင်။